အလောကအလုံးမေမင်္ဂလာပါ tab log ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကြားထဲမှာဗီဒီယိုတွေမတင်ပြတဲ့အတွက်လေကျွန်တော်အနေနဲ့ပထမဆုံးတောင်းပန်လိုပါတယ်နောက်ထပ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် PowerPoint နဲ့တက်ဆိုင်နေဟာလေးတွေကျွန်တော်စပြီးတော့ပြန်တင်ပြပါမယ်နောက်ရက်ဒီမှာကျွန်တော်ဗီဒီယိုပုံမှန်တင်တယ်ကိုကျွန်တော်အနေနဲ့လုပ်ပြီးသွားမှာပဲဖြစ်ပါတယ် PowerPoint မှာဆိုရင်ကျွန်တော်အလွယ်တကူတွားပြီးတော့ကြည့်လို့ရတယ် slide တီးရှိတယ်အလွယ်တကူတွားပြီးတော့ကျွန်တော် slide တွားယူလို့နေရတဲ့နေရာလေးပေါ့ အဲ့ဒီအရလို့ကျွန်တော်ဒီနေ့ပြောပြပြသွားမယ် free တွားယူလို့ရတဲ့နေရာလေးပေါ့ powerpoint slide တွေက free တွားယူလို့ရတဲ့နေရာဒီရုံးတော့ကျွန်တော်ဒီမှာ browser တစ်ခုတွားမယ်ကျွန်တော်တော့ chrome ကိုပဲတွားမယ် chrome ရဲ့ search bar မှာ slide go တော့ကုန်လို့ရမယ် slide go လို့ရိုက်ပြီးတော့ရင်အဲ့ဒါနေလိုက်မယ်ဒါဆိုရင်ဒီလိုမျိုးအပေါ်ဆုံးလေးမှာဒီမှာ slide slide go free ကိုပဲ slide change တဲ့ powerpoint template ဆိုရရှိတယ်အဲ့ဒီဟာလေးကိုကျွန်တော်တစ်ချက်ဝင်လိုက်မယ် ဝင်လိုက်ပြီးပြီးဆိုရင်ကျွန်တော်ဒီမှာ slide ဒီအများကြီးကျွန်တော်ဒီမှာတွေ့ရမှာပဲဖြစ်ပါတယ်။ဒါတွေအားလုံးကယူသုံးလို့ရတယ်။ဒါတွေအားလုံးကျွန်တော်ဒီမှာကြိုက်တဲ့ဟာပေါ့အဓိကဒီမှာဒီမှာအမျိုးမျိုး template တွေအများကြီးပဲကျွန်တော်ပေးထားတယ်။ဒီမှာဒီမှာအကျူရှင်တဲ့ has အတွက်ဆိုရင်ကျွန်တော်ဘယ်လိုမျိုးလဲဒီ chemistry နဲ့ biology လာဒီကျွန်တော် high school လိုမျိုးလား science လားကျွန်တော်ဒီ workshop ပုံစံမျိုးလားဒီ workshop ဆိုင်တော့ workshop နဲ့တက်ဆိုင်နေဟာအများကြီးပဲရှိတယ်။ ကျွန်တော်ဒီနေ့ဒီမှာတုံးလို့ရပါပြီဖြစ်ပါတယ်ကျွန်တော်အကယ်၍ကျွန်တော်ကဒီ slide လေးကိုကြိုက်တယ်ဒီ template လေးကိုကြိုက်တယ်ဆိုတော့ကျွန်တော်ဒီမှာတစ်ချက်နေလိုက်ပြီဆိုရင်ဒီမှာ slide ဒီအများကြီးပဲကျွန်တော်တွေ့ရလိမ့်မယ်အဲ့လားဒီကိုကျွန်တော်က edit လုပ်ပြန်ပြင်ပြီးတော့တုံးလို့ရတယ်ကျွန်တော်ဒီမှာတုံးမယ်ဆိုရင်ဒီဟာလေးကိုဒီဟာ download this template ရှိရဒီမှာတုံးခုရေးလို့ရတယ် powerpoint က google slide က canva မှာတော့တုံးမှာလာရေးလို့ရတယ်ကျွန်တော်ရော powerpoint မှာတုံးမှာဖြစ်တဲ့အတွက် ပေါ်ပေါ်အောင်ပဲတစ်ချက်နှေးလိုက်မယ်ခဏလေးဆောင်းပြီးလိုက်ပါ Okay ဆောင်းပြီးတော့ဆွဲဒီဘက်တောင်းလို့ပေါ်လာပြီသူ့နည်းထဲမှာတောင်းလို့ဆွဲနေပြီဒါပေတောင်းလို့ဆွဲနေခဏလေးဆောင်းပြီးလိုက်ကျွန်တော်တို့ဒီနေ့ရပါပြီဖြစ်တယ် Okay ဒီမှာဒါမျိုးဒီဘက်တောင်းလေးရရင်ပြီးတော့ fine ပုံစံလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်ရည်ရည်ဖြစ်ပါတယ်တခြားဟိုမို့ဒီရဆိုင်ကြည့်မယ်ဒီ fine duration နေလိုက် နေလိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာထောင်းလို့ဆွဲထားတဲ့ဟာလေးပေါ်လိုက်ဒီထိတ်ဆုံးမှာအလေးကိုကျွန်တော်နှစ်ချက်နှိပ်ပြီးတော့ဝင်ကြည့်လိုက်မယ်ဝင်ကြည့်လိုက်ခြင်းမှာ okay တမကျွန်တော်ခုနထောင်းလို့ဆွဲထားတဲ့ဟာလေးပေါ်လိုက်ဒီပုံမှာရွေးခိုင်းတဲ့ anniversary ဆိုရင်ကျွန်တော်ဒီမှာဒီဘက်ထိတ်ကလေးက anniversary add ding ဆိုတာလေးကျွန်တော် add လုပ်လို့ရတဲ့နေတာကိုကျွန်တော်အနေနဲ့ရွေးချလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်အနေနဲ့ဓမ္မရပြီ ဒါဆိုရင်တော့ slide ဒီအများကြီးရရရဖြစ်တယ်။တို့ဒီမှာဒီ slide ကိုမကြောက်ဒီမှာဒီစာတိုင်းအားလုံးရုပ်ပြန်ပြောင်းလို့ရတယ်။ Okay ဒီဒီနေရာလေးမှာကျွန်တော်ဥပမာနမူနာနဲ့ထားလိုက်တယ်။ဒါတော့ကျွန်တော်ကဥပမာဆန်ပြီးရိုက်ပြတာပေါ့။ Okay အဲဒါကျွန်တော်ဒီမှာကြိုက်တဲ့နေရာမှာရွှေ့ပြီးတော့အဲအကုန်လုံး edit လုပ်လိုက်ရဒီမှာဒီပုံတွေပါလေအကုန်လုံးရွှေ့ရှက်ပြီးတော့အကုန်ထည့်လို့ရရင်ကျွန်တော်လိုအပ်သလိုပဲ power point မှာထည့်ပြီးတော့တုံးလို့ရမှာပဲဖြစ်ပါတယ် โอเคပြီးရင်တော့ကျွန်တော်စိတ်ကြိုက်လုပ်ပြီးတော့ file မှာသွားပြီးတော့ save တာလို့ဒီ file ရင်ပြီးတော့ဒီမှာ save first နဲ့ကျွန်တော်စီချင်တဲ့နေရာလေးကို browse လုပ်ပြီးတော့ကျွန်တော်စီချင်တဲ့နေရာလေးပေါ့အဲဒီ file နဲ့မှာဆိုရင်တော့ဒီမှာတက်မှတ်ပြီးတော့သွားပြီးတော့ save ထားလို့ရပြီဖြစ်ပါတယ်โอเคအားလုံးအဆင်ပြေမလို့ထင်ပါတယ်ကျွန်တော် like subscribe မလို့ရတဲ့ဆိုရင်လည်း like subscribe လုပ်ပြီးခဲ့ပါဦးနောက်ထပ် video မှာအားလုံးပြန်ဆုံပါမယ်ညွှတ်ပါတယ်ဘိုင်မယ်